ကဲခွန်နောက်ပိတ်တဲ့ခွန်နောက်ပိတ်ခွန်နောက်ပိတ်ခွန်နောက်ပိတ်ဒီတလုံးလေးရတော့လဲချဲမပေါက်ပြန်ဘူးယိုးကျွန်တော်မပေါက်တာပါကျွန်တော်မိတ်ဆွေတွေတော့ထိုးမထိုးမသိဘူးကျွန်တော်ရေးပိတ်ဒီမှာနေ့နေ့ခွန်တဲ့ပဲเนาะပြီးခဲ့တဲ့ဘွဲကတော့ပတ်လေဖြစ်သွားတယ်ဒီဘွဲတော့ဒဲဖြစ်သွားတယ်ထိုးတဲ့လူတော့ပေါက်မှာပေါ့လေเนาะကန်ကလည်းလို့သေးတယ်ကနန်းနေမြားတဲ့ခါကျတော့ ကံကလည်းလိုသေးတယ်တဲ့ကျွန်တော်လိုင်းပေါ်တင်ပေးထားတဲ့ကဏ္ဍတွေတော့ပါတယ်เนาะနိနိခွန်မကျွန်တော်မှင်တော့မတားပေးလိုက်ဘူးဒီကောင်ကအမှန်တကယ်ဒီကဏ္ဍကကျွန်တော်အကြိုက်ကအဲ့ဒီကောင်ကိုဘယ်လိုခေါ်မလို့ခွန်ထိတ်မျိုးနဲ့လဲကြိုက်တယ်အဲ့လိုရွေးတာဖြစ်သွားတယ်ခဏလေးကျွန်တော်ပြမယ် နှစ်နှစ်ခွန်နှစ်နှစ်ခွန်စိုက်တွေကတော်တော်ကောင်းတယ်အဲ့ဒါကျွန်တော်ပြောတဲ့တနှစ်ကြော်ကနန်းဆိုတဲ့ကောင်ပဲတနှစ်ကြော်ကနန်းစိုက်ထဲကထွက်တာပဲအဲ့ဒီနေ့ရကျွန်တော်ပြပါတယ်နှစ်နှစ်ခွန်နော်ပြန်ကြဟုတ်ရင်ဟုတ်မဟုတ်ရင်တနှစ်ကြော်ကနန်းကျင်းသေးပဲစီဒီဘွဲကခင်တဲ့အတိုင်းပဲတနှစ်ကြော်ကနန်းကိုခွန်နောက်ပိတ်အပိုင်နဲ့ရိုက်ရမယ်ဆိုတာနော်ကဲ ခွန်နောက်ပိတ်ကျွန်တော်ထင်တဲ့အတိုင်းပဲနောက်တလုံးဒီဘွဲမှာကြာနိုင်တယ်ကြာပြီးမှပြန်ကြာကြာမယ်ဆိုတဲ့နောက်ဘွဲတော့ဘာမှမပြောနဲ့ပြန်ကြတာစော်ကြပြီတော့စိုက်တွေအကုန်ပြန်စစ်လိုက်အောင်မယ်ခွန်နောက်ပိတ်က၃လုံးထောင်းနိုင်တယ်နော်သတိထားလက်၃လုံးထောင်းနိုင်တယ်၃လုံးထောင်းနိုင်ဒါဒီဘွဲကိုခွန်အပိတ်ကြာမှနောက်ဘွဲကိုကျွန်တော်ပြန်ကြာရိုက်ခိုင်းမှာအဲ့မဲ့ခွန်၃ခွန်လို့ကျွန်တော်ရေးထားတွေ့လားအဲ့ခွန်၂ခွန်စိုက်ကျွန်တော်ရှိတယ်ကျွန်တော်ပြန်ပြမယ် တနှစ်ကျော်ခဏနဲ့ဒီဘွဲမှာတနှစ်ကျော်ခဏနေရိုက်ကမယ်ဆိုပြီးကျွန်တော်ပြခဲ့တယ်အဲ့ဒီမှာနှစ်ခွန်နှစ်ခွန်နှစ်ခွန်ကျွန်တော်ဗရန်နေထွဲထုတ်လိုက်ပါလေခွန်နောက်ပိတ်ကတေအောင်ကောင်းတယ်ဒီဘွဲမှာခွန်နောက်ပိတ်မှမဟုတ်ရင်ထိုးလို့မရတော့ဘူးဖြစ်တာကျွန်တော်ခွန်ပိတ်နဲ့အဘူးဆိုတော့ထိုးเสียရကနော်တနှစ်ကျော်ခဏနဲ့မှာ နှစ်နှစ်ခွန်ဆိုတဲ့ကောင်ကအာရယာကိုမလိုအောင်ဖြစ်ဒါတွေခွန်နောက်ပိတ်ဆိုင်တယ်ဒါလည်းခွန်နောက်ပိတ်ဆိုင်တယ်ခွန်နောက်ပိတ်ကဘယ်လောက်စုံရိုက်ထားတော့ဆိုခွန်နောက်ပိတ်ကိုစိုက်နေဆယ်လောက်ရှိအောင်ရိုက်ခွန်နောက်ပိတ်ကိုစိုက်နေဆယ်လောက်ရှိတယ်တဲ့ဒါလည်းဒါလည်းခွန်နောက်ပိတ်ဆိုင်ပဲ နေပါအောင်ကျွန်တော်ဗေနသွားထားရခွန်နောက်ပိတ်ညကဟိုဘက်အပုံနဲ့ရောက်နေမြကြည့်ကျွန်တော်ဒီတပွဲစားဒါဒါတပွဲစားเนาะဒီမှာအောက်မှာတစ်ထပ်ကလနာဘလောက်ကုံထားတယ်လို့ဒါပေမဲ့ကျွန်တော်မပေါ့ပြင်မဲ့ကျွန်တော်ပြတဲ့ထဲပါတော့ကျွန်တော်1 not 1တာပါတယ်เนาะဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေပေါ့မယ်လို့ထင်တယ်ဘာလို့တုံးဆိုတော့ဒီတပတ်ကျွန်တော်ရေးတင်လိုက်တဲ့ခဏန်းနေပထမအပတ်ကကျွန်တော်က ပတ်လေဖြစ်သွားတော့ဒီတပတ်တော့ကျွန်တော်ခဏအကုန်လိုက်ထိုးမယ်လို့ကျွန်တော်ယူယူစတာပဲတချို့ကအကုန်ထိုးပါတယ်ကျွန်တော်တင်တဲ့ခဏအကုန်ထိုးတယ်ခွန်နောက်ပိတ်နေခဏလေးပြကျွန်တော်နှစ်ခွန်နှစ်စိုက်ကိုလိုက်လွတ်နေလိုက်လွတ်နေကျွန်တော်နှစ်ခွန်နှစ်ကိုလွတ်နေဖြစ်တနည်းကြော်ခဏန်းဆိုပြီးကျွန်တော်ဗေနားသွားညှက်တာတယောက်တည်းရွာတွေပတ်စာရွက်တွေများဒီမှာဒီဆိုင်เนาะ အဲ့ဒီမှာကျွန်တော်ရေးပေးဒီမှာနှင်းနှင်းခွန်အဲဒီဆိုင်ခုနဆရွက်ကခွန်ပဲ့ရွေးထိုးတာဟုတ်တယ်ကျွန်တော်လည်းခွန်ပဲ့ရွေးထိုးတာပဲဘွားကြီးဒါပေမဲ့ကျွန်တော်ကဒီတစ်ဘက်ကစိတ်ထဲကလည်းတိတ်ကမပါတာနဲ့ပတ်စံကလည်းနဲတော့ခွန်နောက်ပိတ်နဲ့ပဲကျွန်တော်ရွေးလိုက်တာကျွန်တော်ဒါပဲထိုးတယ်ခွန်နောက်ပိတ်ဒီနဲ့ကြည့်ပြီဒါပဲကျွန်တော်ထိုးလိုက် ကျွန်တော်ပြတာအဲ့ဒီနေ့တုန်းကဒီ၅ဆုံးခုနှစ်ထဲကဖြစ်စင်နေပဲပထမကျွန်တော်တို့ဒီအပေါ်ကဏ္ဍကိုကျွန်တော်ပြတော့ကလည်းဒါ၅ဆုံးခုနှစ်ထဲကဖြစ်စင်နေပဲမနစ်ကကဏ္ဍလာမယ်ဆိုပြီးကျွန်တော်ဖမ်းပြီးခဲ့အခုဒီမှာတစ်ခါကျွန်တော်ပြန်ဖမ်းတာကျွန်တော်ဒီ1 4เนาะသူ့ရဲ့တပွဲကြော်မှာနောက်ထောင်3လုံး4နဲ့ရှင်းတစ်နှစ်ကြော်ပါခဏထည့်မယ်เนาะထည့်ပြီ မပေါဘူးကိုကကျွန်တော်ပတ်စံနဲလို့မထိုးလိုက်ဘူးဒါလေးပဲထိုးတယ်ကျွန်တော်ကြိုက်တဲ့ကနန်းလေးပဲရွေးထုတ်လိုက်တယ်ဒီကောင်ကိုကျွန်တော်ဖယ်ခဲ့တယ် now အဲ့ဒီကောင်ကဒီဗရိတ်ခွန်၄နောက်ပိတ်เนาะဒီ၄ဗရိတ်က၄အပိတ်ဗရိတ်ခွန်အဲ့ဒီခွန်ဗရိတ်ကိုဒီမှာနောက်ထောင်သုံးလုံးခွန်လို့ထောက်ပြီးမှရှေ့တစ်နှစ်ကျော်ကနန်းသူရိုက်တာဒီမှာလည်းအတူတူပဲခွန်ဗရိတ်၄နောက်ပိတ်အဲ့ဒီဗရိတ်၄ရက်ဒီရက်လာတာเนาะ အဲ့ဒီခွန်ပရိတ်ကိုအထောင်သုံးလုံးခွန်လို့ရိုက်ပြီးအဲ့ကဏ္ဍကရှေ့တနစ်ကြော်ကဏ္ဍအဲ့ဒီမှာဒီကောင်ကတခြားလိုင်းနဲ့သွားဝင်နေနော်ဒီကဏ္ဍကနောက်တခြားလိုင်းနဲ့သွားဝင်နေသူကသုံးစင်ပေါက်တဲ့ကဏ္ဍဒီလိုင်းထဲမှာလည်းဒီကောင်သွားဝင်နေတာကျွန်တော်အဲ့ဒါနောက်ပြီးမှပြနော်အခုဒီမှာဒီပရိတ်လေးလေးအပိတ်လို့ခွန်ပရိတ်အောက်မှာကြာပြီအဲ့ဒီခွန်ပရိတ်ဒီအောက်တပွဲကြော်မှာနောက်ထောင်သုံးလုံးခွန်နေနော်ဟုတ်ဒီတိခွန်6ရဲ့ဘေးပေါ့ဗျာနော်ဒီမှာတော့တိတိခွန်5 ဒီခွန်နေဒီတုံညာဒီကျွန်တော်ပြောခဲ့တာဗောဒီခွန်နေရဒီပရိတ်ခွန်နေရဒီမှာအထောင်သုံးလုံးခွန်ပြီးမှတနှစ်ကျော်ကနန်းရိုက်မှာပါထွက်သွားလဲတဲ့နှစ်နှစ်ခွန်ဥယျနှစ်နှစ်ခွန်ဒီမှာတဲ့ပဲနော်နေနေခွန်ထွက်သွားတယ်အဲ့ဒါကျွန်တော်အဲ့တုန်းကပြောခဲ့တယ်ဒီမှာထောင်သုံးလုံးခွန်နဲ့တနှစ်ကျော်ကနေခွန်ပါတဲ့ကနန်းနေနော်ဒီကနန်းကျွန်တော်သေချာတော့ဝိုင်းထားသေးတယ် ီမှာကျွန်တော်ရေးပေးတာထိုးစရာဒါပဲရှိတာခွန်ပါတဲ့ခွန်နောက်ပိတ်နဲ့တနစ်ကြော်ကနေအဲ့မှာကျွန်တော်ကဒီ site ကိုလည်းလက်မလို့ရှင်ဘူးဒီ site ကိုလည်းလက်မလို့ရှင်ဘူးပြန်ကြကိုလည်းလက်မလို့ရှင်တော့ကျွန်တော်ကနှစ်မျိုးသွားပြီးတော့တွေးလိုက်တာပေါ့ပြန်ကြကိုခွန်ပါတဲ့ကောင်ကြရင်ကြမကြရင်ချစ်တနစ်ကြော်ကနေထွက်မယ်တကယ်လို့အဲ့ဒီမှာ ိုက်ပွဲမှာသာခွန်လို့နောက်ထပ်ပိတ်ခဲ့ရင်ကျွန်တော်ဆိုင်ကဒီနေရာမှာခွန်ပိတ်ခဲ့မှာကျွန်တော်အဲ့တော့ပြောခဲ့တယ်နော်ဒီပွဲမှာမှာခွန်ပိတ်မှာဟိုက်အောက်ပွဲမှာပြန်ကြကစားမှာဒီခွန်ကသူကြလာတဲ့ခွန်မဟုတ်ဘူးဒီကောင်ကစော့ကြလာတာကျွန်တော်အဲ့လိုတွေးတာမှန်တယ်ကျွန်တော်တွေးတဲ့အတိုင်းပဲဒီကောင်ကစော့ကြလာတယ်အဲ့သူ့ရဲ့အောက်က over ထွက်လိုက်ပါတဲ့ထိုးရင်းတော့ပြန်ရတယ်ဒါဆိုသူပေါက်တယ်ပေါ့နော်နည်းနည်းတော့ပေါက်ကြမှာပဲဒါတည်းရဒါမနက်ကကျွန်တော်ဟိုတည်းကကျွန်တော်ဆွဲထားပြီးမပြရတဲ့ line နေမပြရတဲ့ line နေဆိုတာကဒါကျွန်တော်တို့၄နှစ်ကျော်စီးကြောမှာခွန်၃လုံးမြောက်ကြလို့ရှိရင်သူရှိနှစ်ကခဏနောက်နှစ်ကိုလိုက်ပေါက်တဲ့အောက်နော်အဲ့မှာလဲသူကနှစ်၄ဇောင်းထိုးထားတာဒီနှလုံး၆ကိုဒီနှလုံး၆ကို၄နှစ်နဲ့အဲ့ဒီနှစ်ရဲ့ပါဝါခွန်နောက်ပိတ်နဲ့သူကထွက်တာဒါတူတူပဲเนาะဒီမှာနှစ်၄ ဒီနှလုံး6ကိုဒီနှလုံး6အဲ့ဒီနှစ်ပါပါခွန်ပိတ်ဒီကဏ္ဍကသူ့ရှေ့နှစ်ကကဏ္ဍအခုဒီမှာအတူတူပဲဒါခွန်3လုံးမြောက်2လုံး2လုံး3လုံးမြောက်ခွန်ဒီ3လုံးမြောက်ခွန်ဒီသူ့ရှေ့နှစ်ကကဏ္ဍဒီကဏ္ဍလိုက်ပေါက်ပြီးသွားမှအဲ့ဒီအောက်မှာကြနှစ်ပါပါခွန်နောက်ပိတ်နဲ့ဒီနှလုံး6ကိုဒီနှလုံး6နဲ့ရိုက်ပြီးတော့ဒီမှာခွန်ပိတ်နဲ့ထည့်တာနော်ခွန်ပိတ်တွေကပြောလို့ပြောတာမဟုတ်ဘူးကျွန်တော်လိုက်လွန်နိုင်ကျွန်တော်អော်တယ်နော်ဒီပွဲမှာခွန်ကိုចេញទីបောင်းနောက်ပိတ်နိုင်တယ် အဲ့ဒီပွဲမှာခွန်နောက်ပိတ်တယ်ဆိုရင်ကျွန်တော်တို့နောက်ပွဲမှာပြန်ကြကမဖြစ်မနေကိုကစားရအောင်ပါကျွန်တော်ကြိုပြထားပါတယ်เนาะဒီပွဲခွန်ပိတ်ရင်နောက်ပွဲမှာပြန်ကြကစားလို့ရနိုင်တယ်เนาะစိုက်အရာကနောက်ပွဲမှာကစားရမယ်အဲ့ဒီစိုက်ကပျောက်သွားတာအဲ့ဒီမှာကျွန်တော်ကစိုက်ကနှစ်ခွဖြစ်သွားတာကကြိုကြသွားမှဘူးလဲကြောက်တယ်ဒီကောင်ဒီကောင်ဒီကောင် ဒီ site ဒီ site ဒီ site ကိုကျွန်တော်ပို့ရမယ်ဒါဒီဘွဲပြန်ကြ6 4 8ကစားရမှာပဲဒီမင်ကနန်းနေနေတော့ရံပေါ့เนาะဒါပေမဲ့6 4 8ကဒီဘွဲမှာအဲ့ကောင်အဲ့ကောင်ဝုံးသွားတော့မဲ့အနေထားကိုရောက်သွားပြီအဲ့လိုမှမဟုတ်ရင်ခွန်3ခွန်ပြန်ဝုံးသွားမှာပဲခွန်3ခွန်နဲ့6 4 8နှစ်မျိုးပဲရှိအဲ့တော့ကျွန်တော်ကဘယ်လိုစကားကိုပြောခဲ့တော့ဆိုတော့နှစ်မျိုးပြောခဲ့တာဒီခွန်ခါဒီမှာခွန်ပရိတ် အဲ့သူ့အောက်မှာထွက်တဲ့ခဏတည်းသူအဲ့ဒီခွန်နောက်ပိတ်ဗရိတ်ကိုပြီးတော့နောက်ထပ်တစ်ချိန်ခွန်နောက်ပိတ်ထပ်ကြတာဒီမှာမှကြတာနော်အဲ့သူကြတဲ့အောက်မှာမှအဲ့ခဏပြန်ညကြတာဟုတ်ပြီဒါဆိုရင်ဒီခွန်ခါဒီမှာခွန်ဗရိတ်နော်အဲ့သူ့ရဲ့အောက်မှာထွက်တဲ့ခဏပြန်ညကြမယ်အဲ့ဒီမှာသူကခွန်နောက်ပိတ်ကဗရိတ်30နဲ့ကြတာဒီမှာ9ဗရိတ်ဒီမှာ30ဗရိတ်ကြတာအဲ့30ဗရိတ်ကြပြီးတော့မှ နောက်ထပ်ခွန်တလုံးထပ်ကြတဲ့အောက်မှာပြန်ကြကြတယ်နော်သူ high is line နဲ့ဝင်သွားမှာအဲ့ဒါဆိုရင်အခုလည်းအဲ့ဒီလိုမျိုးဖြစ်မယ်ဆိုရင်တို့ဒီခွန်ခါးတွေဒီခွန်ပရိတ်တွေအဲ့ဒီမှာခွန်နောက်ဘိတ်ကဒီမှာတလုံးကြတယ်ဒီခွန်နောက်ဘိတ်မဟုတ်ဘူးဒီခွန်နောက်ဘိတ်နဲ့ပရိတ်ဆက်တဲ့အဲ့ဒီခွန်နောက်ဘိတ်ပရိတ်ဆက်တဲ့ကြပြီးနောက်ထပ်တစ်ချိန်ဒီမှာခွန်ပွဲခွန်နောက်ဘိတ်ဝင်ခဲ့မှသူ့အောက်မှာပြန်ကြကြအဲ့မှာကျွန်တော်ကခွန်ကိုဒီ၃လုံးခွန် ခွန်နောက်ပိတ်လို့ကြပြီသူ့အောက်မှာမပြန်ညာကြเนาะအဲ့တော့ဒီ3လုံးခွန်ကိုခွန်နောက်ပိတ်ဒီ3လုံးခွန်ကိုခွန်နောက်ပိတ်လို့ကြသူ့အောက်မှာပြန်ကြเนาะအခုလဲကျွန်တော်တို့ကဒီမှာဒီ3လုံးခွန်ဒီဒီဘွဲကိုခွန်နောက်ပိတ်လို့ထည့်ခဲ့ရင်အောက်ဘွဲမှာပြန်ကြတာအဲ့ဒီ6လေးရှေ့ရိုက်ကမယ်နောက်တစ်ရှယ်အဲ့ဒီပါကျွန်တော်တို့ ဒီ96အပေါ်ကနေနောက်နှစ်ကိုလိုက်ပေါက်သူ့ဆောင်မှာပြင်ရကြတယ်ဒီမှာလဲ96နောက်တွဲရဲ့အပေါ်ကနေနောက်နှစ်ကိုလိုက်ပေါက်သူ့ဆောင်မှာပြင်ရကြတယ်အဲ့တော့ဒီဘက်မှာ96နောက်တွဲအပေါ်ကနေ390နောက်နှစ်ကိုလိုက်ပေါက်သူ့ဆောင်ပြင်ရဆိုဒီပွဲမှာပြင်ရတာကစားနော်အဲ့ကျွန်တော်ဘယ်လိုတွေးတော့ကဲကြကြင်ကြစော့ကြကြနောက်ကြကြဘယ်လိုကြကြဒီဘွဲခွန်ပိတ်ကကစားမှ အဲ့တော့ဖုန်ပိတ်ကစားအခွက်ထဲမှာပြန်ကြားကိုလည်းထည့်စင်းစားတယ်မဟုတ်ရင်တနစ်ကြော်ကနေအဲ့တနစ်ကြော်ကနေကအခုဒါသူကလှုပ်လှုပ်သွားတာပေါ့နော်ကျွန်တော်တို့ဒါတွေကခွန်နောက်ပိတ်ဒါသုံးလုံးမြောက်ခွန်နောက်ပိတ်ကိုဒီအချိန်မှာကြားမယ် site ပြီးနော်အခုဒီပွဲထွက်တဲ့ကနန်းကပြန်ကြားလို့ရသေးတယ်အဲ့ဒါတွေလည်းရှိနောက်ဒါတွေကကျွန်တော်ကြိုးဆွဲထားတာ เนาะခွန်ခွန်ချစ်6ခွန်ချစ်ပြန်ကြအောင်ဒီမှာ6ခွန်ချစ်ပြန်ကြကျွန်တော်ဒီဘွဲကို6ခွန်ချစ်ပြန်ကြလဲဒါစွဲကြည့်အောင်မယ်ဗောနော်စဉ်းစားထားအဲဒီချစ်တနှစ်ကြော်ခဏန်းကအိုက်တဲ့ site တည်းမဟုတ်သေးဘူးကျွန်တော်ခြာပေးအောင်ရှိနော်ကျွန်တော်အိုက်တဲ့ site ထဲနဲ့ရိုက်ခိုင်းတာမဟုတ်ဘူးဒီဘွဲမှာတနှစ်ကြော်ခဏန်းကတေအောင်ကောင်းတာဆိုပြီးတော့အဲမနစ်ကခဏန်းဖမ်းတာလဲအဲ၅ဆုံးခုနှစ်တည်းက line နဲ့ပဲဖမ်းတာပဲ ချစ်ချိန်ကို648နဲ့830အဲ့နှစ်ကွက်ကတော့ organan ဖြစ်မှာပဲဘယ်ကောင်ကိုယူမလဲဆိုတာတော့ကြည့်ပေါ့စိုက်အရာကတော့648ကဒီဘွဲကြာမှာချင်းတည်အဲ့ဒီမှာ830ကိုရှော့တွက်လို့မရခွန်သုံးခွန်စိုက်နေရလေဒီပွဲမှာလာညှိနေတာခွန်သုံးခွန်ပြန်ကြမဲ့စိုက်ကလည်းဒီပွဲကိုလာပြီးတော့ညှိတာအဲ့ခွန်နောက်ပိတ်တလုံးထပ်ကြလာလို့ ဒါတွေကဘလို့ဖြစ်သွားတော့ဆိုတော့ပြန်ကြမဖြစ်ဖဲနဲ့သူကခွန်နောက်ပိတ်တွေကြီးထည့်သွားခွန်နောက်ပိတ်တွေကြီးထည့်သွားအဲ့မှာပြန်ကြအောင်ကျွန်တော်ခွန်နောက်ပိတ်တွေနဲ့ထည့်ခိုင်းဟဲ့ဒီမှာอืมဒီကောင်ကတကူလေးရှိပြန်ကြအဲ့ဒါဒီပွဲအတွက်ပဲခုနကလိုင်းနေရပဲကျွန်တော်အမြင်မတူတာနဲ့စွဲထားတာ အမြင်မတူတာနဲ့စွဲထားတာဆိုတော့ခုနကပြတဲ့ပြန်ကြလိုင်းပဲဒါပေမဲ့ तू ကမတူဒီကောင်ကြတော့ကျွန်တော်ကဘယ်လိုခေါ်လိုက်လဲဒီသုံးလုံးခွန်6ခါလို့ဖြစ်တယ်သူ့ဆောင်းမှာခွန်နောက်ပိတ်လို့ကြားလိုက်တာနဲ့သူ့အောက်မှာပြန်ကြเนาะပြန်ကြခဏန်းကြအဲ့ဒီပြန်ကြခဏန်းကြဖို့ဟာကိုအဲ့ဒီပြန်ကြခဏန်းနေအောက်ကို၃ဘွယ် သူ့ဘေးကနေ1 2 3 4ဘဝဆင်းလိုက်9နှစ်ရှိဆိုတော့ပရိ9ထောက်တာเนาะ9ပရိ6ပရိ8ထိပ်စီเนาะ8 6 5เนาะ8 6 5တခါခုနကကျွန်တော်ပြောတဲ့ထိပ်စီ3လုံးခွန်ခွန်ခါးဆောင်မှာခွန်နောက်ပိတ်ကြသူ့အောက်မှာပြန်ကြကြမယ်ဆိုရင်သူကလည်းဒီမှာရှစ်ပြီးတော့6 6ခွန် ငါးပေါ့နော်ငါးပရိတ်ကတော့ပုံသေးထောက်တာကိုးထိပ်စီပရိတ်ခွန်ဒီမှာက၈ထိပ်စီပရိတ်6ငါးပရိတ်ကနေ1 2 3 4ပင်တက်တဲ့ပြီဒီငါးပရိတ်ကနေ1 2 3 4ပင်တက်တဲ့ပြီမှာပြန်ရကြအခုအဲ့လိုမျိုးဖြစ်လာဆိုတော့ဖြစ်တယ်เนาะရှစ်ပြီးတော့ကိုးပြီးတော့အခုတုံညာဖြစ်ပြီတုံညာရဲ့အောက်မှာဗရိတ်က၈ဆိုပြီးစီနီယာထည့်တယ်သူ့ဆောင်းမှာ၅ဗရိတ်ထည့်ဒီ၅ဗရိတ်ကနေ၁၂၃၄ပင်တက်တယ်ဒီဘေးမှာ ဒီ၃လုံးခွန်ဒီခွန်နောက်ပိတ်လို့ကြားလိုက်တာနဲ့သူ့အောက်မှာပြန်ကြားကြရမယ်အဲ့ဒီကဏ္ဍက၄၈၉ပဲเนาะအဲ့ဒါကျွန်တော်ဩပြန်ကြားနောက်ဘွဲမှကြားသွားနိုင်တာလားဆိုပြီးတော့အဲ့လိုမျိုးကျွန်တော်တွေးလိုက်တာအဲ့မှာနှစ်လိုင်းသွားစုံတယ်เนาะနှစ်လိုင်းသွားစုံတယ်ပြန်ကြားဒီဘွဲကိုဘာပြန်ကြားကဆော့လို့ပို့ကောင်းသွားမှာကျွန်တော်နှစ်မျောလိုက်တာဗျာเนาะကျွန်တော်က ကျွန်တော်ပတ်စံတော်တော်နည်းတယ်လုတ်ပိတ်ရက်လည်းဖြစ်တယ်ပေါ့ကျွန်တော်ဒါပဲထိုးတာခွန်နောက်ပိတ်နဲ့ဒါပဲထိုးတာဒါကျွန်တော်အကြိုက်ဆုံးကဏ္ဍနေတစ်ခွန်၄တို့နှစ်ခွန်၃တို့ခွန်နောက်ပိတ်ပရိစ္ဆတ်နှစ်ကိုကြိုက်တော့ဒီနှစ်ကွက်ရွေးထုတ်တယ်ပရိစ္ဆတ်၆ကိုကြိုက်လို့ဒီနှစ်ကွက်ဒါတစ်နှစ်ကျော်ကဏ္ဍနေနော်ဒီကောင်လည်းတစ်နှစ်ကျော်ကဏ္ဍမယ်ဒါပြန်ကြဒါလည်းတစ်နှစ်ကျော်ကဏ္ဍမယ်ဒါပြန်ကြဒါပြန်ကြဒီကောင်ကိုကြတော့ကျွန်တော်က ဗရိတ်နှစ်ကိုခေါနောက်ပိုင်းနဲ့ဗရိတ်နှစ်ကိုကြိုက်လို့ပူးခွားဖြစ်သွားမှဆိုပြီးတော့ကျွန်တော်အဲ့လိုထည့်လိုက်တာအဲ့ဒီတော့တဲ့ကျွန်တော်တို့နည်းနည်းလေးစဉ်းစားရမှာကကျွန်တော်ပြောလိုက်တနှစ်ကျော်ခန်းနည်းနှစ်ကျော်ခန်းရဲ့အောက်မှာထွက်တဲ့တနှစ်ကျော်ခန်းဒီမှာเนาะ ဒီမှာဒီ site နဲ့ကျွန်တော်ပြောခဲ့တာဒီ site ကိုကျွန်တော်ကြိုက်တာ65 66 60เนาะ6ထည့်စီပုံစံရိုက်အဲ့တော့ဒီ9 6ခွန်းဆိုပြီးရိုက်တယ်ခဏလေးစာရွက်ကလည်းပြန်ပြန်လန်လန်ကြလာတယ်ဆွဲထုတ်လိုက်တော့အဲ့ဒီ site ထဲမှာကျွန်တော်ဘယ်လိုတွေးလိုက်တော့ကျွန်တော်ကတွေးလိုက်တာကခွန်ထိတ် နော်ဒီကောင်ကိုခွန်ထိတ်လို့လဲကျွန်တော်ယူလိုက်တာပေါ့ဒီငါးဒီရှစ်ထိတ်ဒီအောက်မှာသူကငါးထိတ်လို့ကြာဒီ6ဒီခွန်ထိတ်စီအောက်မှာ6ထိတ်စီကြာဒါဆိုရင်ဒီခွန်ဒီ6ထိတ်စီအောက်မှာစီနီယာနဲ့ကျွန်တော်ကထည့်တာခွန်ထိတ်မလားကျွန်တော်အဲ့လိုတွေးတယ်เนาะအဲ့နေရာကျွန်တော်တွေးပြတယ်နောက်တစ်ချက်ကအဲ့ဒီငါးဒီအဲ့ဒီနှစ်ထဲမှာကျွန်တော်တို့အရှိတ်နှစ်နှစ်ကျော်ကခဏ ခွန်နောက်ပိတ်တပွဲကြော်ရကနေပေါ့နော်ဒါပောက်ခဲ့တာ ਨੇ သူ့အောက်မှာအဲ့ဒီငါးဒီငါးထိပ်ဒီငါးဒီငါးထိပ်အဲ့ဒီငါးထိပ် ਨੇ ရှေ့တနှစ်ကြော်ရကနေဒါငါးနှစ်လေးရဒီမှာလာပောက်တာဟုတ်နော်အဲ့ဒီမှာလဲကျွန်တော်တို့ဒီဗရိတ်6ခွန်နောက်ပိတ်ဒီကနန်းတနှစ်နှစ်နှစ်ကြော်ပောက်သူ့အောက်ထွက်တဲ့ကနန်းပေါ့နော်ကျွန်တော်6ထိပ်စီးနေယူလိုက်တာအဲ့ကနန်းဒီရှေ့တနှစ်ကြော်ရကနေဒီမှာဒါတနှစ်ကြော်ရကနေ ရလို့ဆိုရင်အခုဒီမှာဗရိတ်ခွန်ခွန်နောက်ပိတ်အောက်တဝဲကျော်ကဏ္ဍသည်နှစ်နှစ်ကျော်ပေါ့သူအောက်ထွက်တဲ့ကဏ္ဍသူရှိတစ်နှစ်ကျော်ကကဏ္ဍကျွန်တော်၄၁ခွန်လားเนาะကျွန်တော်ဝိုင်းပြခဲ့တယ်အဲ့ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကိုခွန်ထိတ်ခွန်ပိန်းနေဆိုပြီးကျွန်တော်သွားတွေးတာခွန်ထိတ်နဲ့ကြားရမယ်ဆိုပြီးတော့ဒီကဏ္ဍကိုကျွန်တော်အောထုတ်လိုက်တာပဲအောထုတ်ပေမဲ့ကျွန်တော်စိတ်မချလို့အဲ့ဒီဒီကဏ္ဍနေကျွန်တော်စွဲထုတ်တာเนาะ အပူခွားကိုကျွန်တော်ပြောပါတယ်ဒီကွဲမှာပူးနိုင်တယ်နော်အပူခွား site ဒီကျွန်တော်ပြောရယ်ပူးနိုင်တယ်ပူးနိုင်တယ်ဒီကွဲမှာပူးနိုင်တယ်ပုံမှန်ဆိုကျွန်တော်အပူခွား site ဒီတိတ်မပြပါဘူးဘယ်မှပြီးခဲ့တဲ့ပေါ်တာပါလဲနိကောနော်ထိနေပရိသုံးကိုထိနေပရိသုံး333ဆိုရင်ကိုကိုခွန်ကိုခွန်ခွန်ပါနော်ဒီနေကိုကိုကိုခွန်ခွန်လဲနေနေပြန် ဘာလို့တော့ဆိုတော့ဒီနေရာမှာကျွန်တော်ဒီပရိတ်၃ပရိတ်၃ပရိတ်၃နေကျွန်တော်ခေါ်ထားတာရှိတယ်။အဲ့ဒီပရိတ်၃နေက659အဲ649ထိတ်နေဖြစ်ကနော်649ထိတ်နေဖြစ်ကဘာလို့649ထိတ်နေဖြစ်တုံးဆိုအဲ့ဒီ6ဒီသူ့ရှေ့နှစ်ကနှစ်ပိတ်ကနော်649ဒီ649တွေသူ့ရဲ့နောက်နှစ်မှာ649 6ထိတ်နဲ့ ဗရိတ်၃၄ထိတ်နဲ့ဗရိတ်၃၉ထိတ်နဲ့ဗရိတ်၃ဒီမှာ၉ထိတ်နဲ့ဗရိတ်၃မဟုတ်ဘူးနော်အဲ့ဒီ၉ထိတ်ကလုံးလုံးမကြလာသေးဘူးအဲ့ဒီမှာ၆ထိတ်စကြ၄ထိတ်စကြဒီမှာ၉ထိတ်စကြရင်ဒီနေရာမှာ၉ထိတ်နဲ့ဗရိတ်၃ဆိုရင်၉ခွန်ခွန်ဆိုတဲ့ကောင်အဲ့ကောင်အန်ဒီကောင်ရေးပေးပါမယ်နော်ကျွန်တော်လောလောဆယ်ဆယ်တော့နေရာအငိမ့်လေးအောင်တော့မစင်းစားရသေးဘူးဒါကြပါမဲ့ တကယ်လို့ဒီ6 4 8ကိုဆိုရင်6ထိပ်စီးနေမယ်ဒီဘွဲမှာကစားပါနော်6 4 8လို့ပဲကစားမယ်နောက်ပြီးတော့6ခွန်ခွန်ခွန်3လုံးထောင်လို့ရတယ်လို့ကျွန်တော်ပြောထားတာရှိတယ်နော်ဒီ site တွေဆိုဒါခွန်3လုံးထောင်ရမယ်နိုင်တယ်အခုဒီမှာကျွန်တော်တို့နစ်နစ်ခွန်ထွက်ပြီနစ်နစ်ခွန်ထွက်ပြီနော်ဒါနှစ်ပါဝါခုံခုံဒီမှာနှစ်ပါဝါခုံခုံဒီမှာနှစ်ပါဝါခုံခုံလို့ရိုက်ရှင်တာဟုတ်ဘူးเนาะအဲ့လိုမျိုးကို ရိုက်ရှင်နေဆိုရင်ဒါဒီတိုင်းတိုင်းကိုသူကဒီဒီအောက်မှာခွန်တလုံးထက်ထည့်သွားလို့ရသေးတယ်နော်အဲ့ဒါမျိုးတွေဒါကြောင့်ကျွန်တော်ပြန်စစ်ပါအောင်အဲဒီမှာကျွန်တော်ပြောတဲ့အပူလိုင်းနေနော်ကျွန်တော်ပြောတဲ့ဒီမှာဒါအကြိမ်ကြီးကြိုက်တွေပဲနော်ပူးနိုင်တယ်ဒီပွဲမှာဒါလေးကစီးတွေဖြစ်နေတာနော်ဒီကောင်လဲလေးကစီးပဲဒါအပူးတွေ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 ပွဲပေါ့ဗျာနော်ဒါတွေဒါခွန်နောက်ပိတ်လိုင်းနေပဲဒါဒီလိုင်းနဲ့ကကျွန်တော်နှစ်မျိုးခွဲထုတ်ပြခဲ့တာအဲ့နေ့ကဒီ16 တင်းနဲ့6နဲ့ခွန်မို့လို့ဗရိတ်တင်းနဲ့6နဲ့ခွန်မို့လို့ဒီမှာနောက်ထောင်3လုံးခွန်ဆိုပြီးကျွန်တော်ရိုက်ပြတယ်နော်တင်းနဲ့6နဲ့ခွန်နောက်ထောင်3လုံးခွန်ခွန်ပါဝါဒီ3လုံး2လို့ထောက်ထားတယ်အင်းကျွန်တော်အရင်ဘက်ကလိုမျိုးပတ်စံရှိရင်ကျွန်တော်စော့တယ်အရင်ဘက်ကကျွန်တော်လက်ထဲမှာပတ်စံရှိတယ်ဒီတစ်ဘက်မှာကျွန်တော်လက်ထဲပတ်စံမရှိတော့ဘူးပတ်စံ200ပဲရှိတယ်အဲ့ဒါ200ပဲရှိတော့ကျွန်တော်200ပဲကြိုက်တဲ့ကဏ္ဍလေးရွေးထုတ်ပြီးတော့ထိုးခိုင်း ထိုးလိုက်တာပေါ့အဲကျွန်တော်တို့အနီးကဆိုင်မှာအနီးကဆိုင်မှာကျွန်တော်ခွန်ပိတ်ရိုက်ပြခဲ့တာမှတ်မိလားကျွန်တော်ပြောတယ်နော်အနီးကဆိုင်မှာကျွန်တော်တို့မပေးဘူးဆိုမငင်းလို့ရဒါဒါအမှန်တကယ်ဒီဆိုင်ကတော့ဒါပရိတ်၃ဆိုင်ပဲเนาะဒါကျွန်တော်ဒီပုံမှာပဲဆက်ဆွဲပြလိုက်ပဲကျွန်တော်အဲ့နေ့ရဘယ်လိုပြောခဲ့တော့ဆိုတော့ဒီနှလုံးကဒီနှလုံးက နော်ဒီနှလုံးက1ဒီနှလုံးက2ဒီနှလုံးက3နော်အဲ့ဒီ1 2 3ကိုသူ့အောက်မှာဒီနှလုံး1ကိုဒီနှလုံးက1နော်ဒီနှလုံး2ကိုဒီနှလုံးက2နော်ဒီနှလုံး3မို့လို့ဒီနှလုံးက3ဒီနေရာမှာခွန်တော့ပဲဆိုပြီးပြခဲ့တာအဲအဲ့ဒါမျိုးလေးတွေ မယုံလို့မရဘူးเนาะချဲမှာအဝေးကြီးလိုက်ပြေးချနေတရားမလို့အင်းဒီကောင်နေပေါ့ဒါဒါဒါကျွန်တော်တို့ညကိုခုနလေးတခုနရွေးထုတ်တာအမှန်တကယ်ဒါဒီနေရာမှာဒါတရှိတနှစ်ကျော်ဟာကဏ္ဍပေါက်ပါမှာဒါကျွန်တော် အကျန်းဆွဲထားတဲ့စာရွက်အဲဒါအပူလိုင်းနေပဲဒါအပူလိုင်းနေပဲဒီမှာ6 9 6လို့ထောင်လို့ပူတာ ီမှာ6 9 6လို့ထောင်လို့ဒီမှာပူးတာเนาะအဲ့ဒီနေရာမှာ6 9 6လို့ထောင်လို့ဒီနေရာမှာပူးမှာပူးရင်သူ့အပေါ်ကခွန်တလုံးကအလုံးပိုင်နဲ့ကျွန်တော်ကပါဝါတလုံးချင်းဆိုပြီးပြောတာဟုတ်เนาะ तू อ่ะအဲ့မှာဒီကိုခွန်နှလုံးအဲ့ line ထဲမှာပဲလीเนาะကျွန်တော်အဲ့နေရာပြခဲ့တာကိုကိုနှလုံးထောင်ဒီကနေ့ပြန်ကြသူ့ဆောင်းမှာ54သူ့အောက်မှာအဲ့ဒီ6ကအဟို6လုံးပိုင်ဒီမှာအပူးဖြစ်နေတော့ဟုတ်เนาะအပူးဖြစ်နေတော့ကျွန်တော်ကအဲ့ဒါကိုပြောပြတာ ဒီ6တိနှလုံးကတစ်လုံးပါပါချင်းတစ်လုံးကလုံးပိုင်ဒါဆိုရင်ဒီမှာကိုကိုနှလုံးထောင်တယ်ဒီကနန်းပြန်ကြတယ်သူ့ဆောင်းမှာငါငါတွဲပြီးတော့နောက်ပိတ်ဒီနှလုံးထဲက6ဒီလုံးပိုင်ကိုငါကပါပါတစ်လုံးချင်းပြီးစင်းမယ်ကျွန်တော်အဲ့လိုတွေးလိုက်တာအခုဒီမှာကျွန်တော်အသုံးချက်အတွဲသွားယူတာ哦အမှန်တကယ်သူကဒီခွန်ကခွန်လို့ပဲကြပြီးတော့ခွန်ပါပါနှစ်နဲ့ပဲပြန်တွဲသွားတာနော် 哦ဒီမှာတွေ့ပြီနှစ်ခွန်နေဆိုင်အခုမှတွေ့တယ်ဒီမှာဒီမှာဒီမှာရှာလိုက်ရတာကွာခေါင်းတွေကိုမူးလို့စာရွက်ကတယောက်တည်းကိုယူအားပတ်တယ်အဲ့ဒါပဲဟိုက်မှာကျွန်တော်ဟိုက်မှာပြခဲ့နှစ်ခွန်နေဆိုင်အရာကနှစ်ခွန်နေဒီမှာကျွန်တော်ခွန်နေနေလို့တော့ကောက်ရေးထားတယ်တော့အဲ့ဒါဘယ်လိုင်းနေကလဲဆိုတော့ ဒီနှလုံးတုံညเนาะသူ့အောက်မှာပရိတ်လေးအဲ့ဒီလေးပရိတ်ဘေးမှာထွက်တဲ့ကဏ္ဍဒီအရှိတနှစ်ကျော်ကကဏ္ဍเนาะတက်ခါဒီနှလုံးတုံညပြီးတော့ဒီနှလုံးကတိတ်လို့ရိုက်တယ်သူ့အောက်မှာထွက်တဲ့ပရိတ်ဆက်၃ခုထွက်တယ်သူ့ဘေးမှာထွက်တဲ့ကဏ္ဍဒီအရှိတနှစ်ကျော်ကကဏ္ဍเนาะ အခုတခါဒီမှာဒီနှလုံးကိုဆက်နှိလို့ရိုက်တယ်ဒီမှာဗရိတ်ကနှိလို့ရိုက်တယ်သူ့ဘေးမှာထွက်တဲ့ကဏ္ဍဒီရှေ့တနစ်ကြောကကဏ္ဍစိုက်အရာကနှိနှိခွန်နှိခွန်နည်းနော်သူဘလို့ထွက်တော့ဆိုတော့ကျွန်တော်အဲ့နေ့တုန်းကကဏ္ဍပေါင်းတော့မှမှားလို့ကျွန်တော်ပြောပါသေးတယ်နော်ဆိုတော့ဒီဗရိတ်တိဒီကောင်းကိုမယူတော့နဲ့လို့ဒီနေရာမှာကျွန်တော်ကမှားတာ ਉ ဗရိတ်ကိုကျွန်တော်နှိအောင်မေလို့သူကသုံးဗရိတ်ကြီးထွက်တာနော်အဲ့ဒီဗရိတ်တိဒီမှာကခွန်ဗရိတ်သူ့ဘေးမှာထွက်တဲ့ကဏ္ဍဒီ ပြန်ကြเนาะအဲ့တော့ကျွန်တော်တို့လွယ်လွယ်လေးပဲခွန်ပရိတ်ဆောင်ကဏ္ဍပြန်ကြသူ့ဘေးရကဏ္ဍကတနှစ်ကျော်လိုက်ထွက်တယ်เนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာတိပရိတ်ထောက်တယ်အောက်ဆောင်မှာ6ပရိတ်လို့ရိုက်တယ်6ပရိတ်ရဲ့ဇောင်းမှာထွက်တဲ့6 6 4ရပြန်ကြကြတယ်အဲသူ့ရဲ့ဘေးရကဏ္ဍ6 40ဒီတစ်နှစ်ကျော်သူလိုက်ထွက်တယ်ရှင်းနှလုံးပေါင်း7ပရိတ်3ဘေးကထွက်တာ အဲအခုဒီမှာဗရိတ်71ထောက်တယ်လို့ဒီမှာဗရိတ်9လို့ထောက်တယ်နော်အဲ9ဗရိတ်ဆောင်းက961တီပြန်ကြကြခဲ့လို့သူ့ရဲ့ဘေးရခဏ2 2တီတနည်းကျော်လိုက်ထွက်နော်ဒီမှာလိုက်ထွက်ရမယ်ထွက်ရင်ရှင်းနှလုံးပေါင်းနှစ်ဗရိတ်နှစ်ဘေးမှာထွက်ဆိုဒီဘွဲမှာထွက်သွားနော်အဲကျွန်တော်ဒီမှာရေးပေးခဲ့တယ်ခွန်9ခွန်ခွန်2 2ဆိုပြီးကျွန်တော်ရေးပေးခဲ့နော်ဒါပေမဲ့ကျွန်တော်စာရွက်ထဲမှာကတော့ခွန်ထိတ်နဲ့မရေးဘူးဘာလို့လဲဆိုတော့ခွန်နောက်ပိတ်ကြိုက်တဲ့ကောင်ဆိုတော့ အခုနင်းနေခွန်ဆိုပြီးသူထွက်တယ်နော်အစိုက်တွေကစိုက်ကောင်းနေပဲဒါပေမဲ့ကျွန်တော်ကအဲ့ပြန်ကြဘက်တွေကိုစွဲပြတဲ့ခါကျတော့တချို့ကပြန်ကြဘက်ကိုမဲသွားတာလည်းပါတယ်အဲ့မှာကျွန်တော်စိတ်မချလို့ဒီမှာထည့်ပြီးသေးတယ်နော်စိတ်မချလို့ပြန်ကြကနန်းဘေးရကောင်ဆိုသူလည်းဖြစ်နိုင်တယ်ဒီဘွဲအပူရှိတယ်ဆိုပြီးတော့ဒီဆိုင်အောင်သွားတာဒီဆိုင် ဲ့ထဲကနေကျွန်တော်6ရှစ်ခွန်အထောက်နဲ့ကျွန်တော်လိုက်ထားတာလည်းရှိသေးတယ်စိုက်တရားဒေသာကြည့်ကြည့်ကျွန်တော်ပြတော့ကျွန်တော်ဒီ85ကိုကျွန်တော်ထည့်မပြเนาะ6ထိပ်စီ5ထိပ်စီဖြစ်တာကိုကျွန်တော်ထည့်မပြမှန်တကယ်ဆိုသူကဒီ85အောက်မှာမထွက်တယ်ဟုတ်တယ် ဒီမှာလဲအတူတူပဲဒီမှာလဲရှစ်ထိတ်စီငါးနောက်ပိတ်လို့ဖြစ်တယ်နော်သူ့အောက်မှာမှာထွက်တယ်အဲ့ဒီရှစ်ငါးကသူကဒီမှာရှစ်ထိတ်စီငါးနောက်ပိတ်လို့မထည့်ပဲနဲ့ငါးကိုကထိတ်ရှစ်ကခါနေသူကဒီလိုပြောင်းနေတာနော်ပြက်ထားတော့ဩရှစ်နဲ့ငါးနဲ့နေရာမမှန်မိမဲ့အပေါ်မှာရှစ်ငါးတော့ထောက်ထားတာပဲဒါကြောင့်မလို့သူ့အောက်မှာဒီကနေမျိုးကကစားသွားနိုင်တယ်ဒါကျွန်တော်တို့ကိုမျက်စိလှဲ့သွားတာအထောက်ကအမှန်တကယ်ဆိုရှစ်ကထိတ်ငါးဒီနောက်ပိတ်နေဖြစ်ကြ ပထမဘွဲမှာကျွန်တော်ရှစ်ထိတ်နဲ့ရေးတာလေဒါကြောင့်ပါပထမဘွဲမှာကျွန်တော်ရှစ်ချောက်ခုံလို့ရေးတာအဲ့ရှစ်ထိတ်ကိုကျွန်တော်ကြိုးခေါ်တာပဲရှစ်ကခါနဲ့ကြလာတယ်ကြလာပါစေရှစ်ပါရင်ပြီးတယ်သူ့အောက်မှာတနစ်ကြော်ကနန်းချင်းတီလိုက်မယ်ဆိုတာကျွန်တော်တို့အဲ့လိုမျိုးဆုံးဖြတ်ချက်ယူရတာပဲเนาะကိုဆုံးဖြတ်တဲ့ချက်ထဲမှာတော့မှန်တယ်ဗောဗျာเนาะဒါပေမဲ့အော်သီးတော့မဖြစ်ဘူးအော်သီးမဖြစ်တာကလည်းကျွန်တော်ကနည်းနည်းလေးလို့သွားတာပါ ည်းနည်းလေးလို့သွားတယ်ဆိုတာကပြန်ကြဘက်ကိုနော်ပြန်ကြဘက်ကိုနည်းနည်းအားသာသွားတာလေတစ်ချက်ကျွန်တော်ပြရမယ်ကျွန်တော်អော်ဒီမလေးဘာကောင်းနေမသိဘူးမျက်စိရှိမှလားအဲ့နောက်ဘွဲနောက်ဘွဲဘာမှမလုပ်နိုင်နဲ့ပြန်ကြတာဆိုခွန်နောက်ပိတ် နော်ဒီအထောင်သုံးလုံးခွန်လို့ဖြစ်ပြီးတဲ့အောက်မှာထွက်တဲ့ခဏန်းနေရအပူးတွေနော်တောင်သုံးလုံးခွန်ထွက်ပြီးသူအောက်မှာအပူးတွေပဲလိုက်တယ်နော်အဲကိုယ့်အကိုကြည့်နော်ဒီခဏန်းနေရဒါဒါပြီးခဲ့တဲ့ဘွဲရအတွက်ရေးတာဒါပေမဲ့ဒီဘွဲအတွက်လည်းဒီခဏန်းနေရပြန်ရေးရအောင်မယ်ဖခင်အထီးကိုအဲ့ဒီခွန်နောက်ပိတ်ဆိုင်တည်းချာလို့ပြလို့မကုန်သေးဘူးခွန်နောက်ပိတ်ခေါင်းချက်ကပြောမလဲဒါတွေဆိုပြကုန်မပြလိုက်ရတာ မပြလိုက်တာဆိုတာလဲဩခွန်နောက်ပိတ်တလုံးနေနေကွာလို့ဒီစိုက်ကလည်းနှက်ခွဖြစ်နေတာပေါ့နော်ပရိနှစ်လားခွန်နောက်ပိတ်လားဆိုတာမျိုးတွေဒီစိုက်တွေဆိုတာချစ်ချစ်ခွန်တို့ချစ်ခွန်ချစ်တို့ဒါမျိုးကဲပြန်ကြတိုက်တာရွေးထားလိုက်